ဆိုင်ရီသူသိပ္ပံမောင်ကရေးသားထားတဲ့တောင်ပြောင်းထွေလာပေးစာများဆိုရဲဆောက်ထဲကတောင်ပြောင်းထွေလာငါးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။တောင်ပြောင်းထွေလာငါးပြည်ရွှေဘို1300တခုနှစ်ဝါဆိုလဆန်း17ရက်ကိုအောင်ဖေကိုအောင်ဖေရဲ့စာကိုမနက်ခင်းကပဲရတယ် ဝမ်းသာတဗျာအရင်လတော့ကတော့ကိုရင်တွင်ဆိုးကစာတိခိတဝင်လုံနေတော့သူ့စီကိုခန္ဓာလောကနဲ့ပတ်သက်တဲ့စာရင်းကိုရေးရတယ်အခုကိုအုံးဖေပြန်ရောက်လာတော့လေကိုအုံးဖေစီကိုရေးရပြန်လာပြီအခုကိုအုံးဖေခန္ဓာလောကရဲ့စာတိကလထိုင်မှာ ထိုင်ပြီမလားခန္ဓာလောကရဲ့စာတိကလထိုင်ရဲ့လို့သာဥပဇာနီးနဲ့ခေါ်လိုက်ရတယ်။စင်စစ်တော့ခန္ဓာလောကစာတိရဲ့ကလထိုင်ဟာ ဘယ်မှာနေမှမသိဘူးကို့အိမ်ကို့အခန်းကလထိုင်ပေါ်မှာထိုင်ပြီးကန္နလောကရဲ့ခေါင်းကြီးပိုင်းတွေကိုရေးရတဲ့စာရင်းကြီးပဲမဟုတ်လားကိုရင်ွယ်စုလက်ထက်ကလည်းဒီလိုပဲမင်းတို့ဝင်စာရင်းဘဝတုန်းကလည်းဒီအတိုင်းပဲကိုခန့်တို့လက်ထက်တုန်းကလည်းထူးမခြားနာပဲကန္နလောကစာရင်းတွေတီတီကြကြကောင်းကြီးပိုင်းကို ထိုင်ရေးစရာအခန်းတတိတခြားရဲ့လို့လည်းမရှိဘူး။ကလထိုင်တတိတခြားရဲ့လို့လည်းမရှိဘူး။ ဒီတော့စာရိကလထိုင်ဟာဘယ်ဟာရဲ့လို့ပြစီရတာမရှိတာအမှန်ပဲ။ဒါကြောင့်ကန္နလောကစာရိဟာဘယ်မှာတွေးကြည့်စရာမရှိဘူးမလား။ဒါထက်စကားမဆက်လို့ကိုုံးဖေရဲ့စာရင်းမှာအတင်းသားအစ်စ်တွေတော်တော်တိုးကြလို့အာရီဝမ်းသာတော့တာပါပဲ။မိတ်ဆွေဟောင်းကြီးကိုဝေလူစီကလည်းမနေ့ကပဲစာရဆောင်ရသေးတယ်။သူကလည်းအတင်းသားတစ်၈ရောက်တောင်သွားပေးတဲ့ရဗျ။တရိတ်ဆန်ကုတရေးဌာနဥဖေတန်းကလည်း ရိုးရိုးအတင်းသား၃ယောက်နဲ့အပေါင်းအပါအတင်းသား၅ယောက်မကြခင်ကလေးကပဲတွင်းပေးပြီးကဲကျွန်တော်တို့အတင်းမှာအတင်းသား၁၆ယောက်တိုးသွားပြီမဟုတ်လားအင်မတန်ဝမ်းသာစရာကောင်းအခြားပုံကိုယ်တွေလဲဥဝေလူတို့ဥဖေတန်းတို့လိုပဲအတင်းသားတစ်တင်းတွင်းပေးနေမယ်ဆိုတာမဟုတ်ချပဲကြီးတိုင်းဝင်မင်းဥမောင်မောင်ကြီးကလည်းအတင်းသားတစ်တွင်းပေးတဲ့နေရာမှာပထမတန်းစားတဲ့ကပဲပြော အရင်သူနဲ့အတူတူ ခြေတိုင်ပန်းမှာအမှုထမ်းနေတော့ကတော့သူသွင်းပေးတဲ့အတင်းသား20လောက်ရှိတာကိုသိရတယ်။အခုလာထုတ်ခန္ဓာလောကထဲမှာနှစ်လဲအစီရင်ခံစာကိုဖတ်ရတာလေ။အင်မတန်အားတက်စရာပါပဲ။အစီရင်ခံတဲ့နှစ်မှာရခင်အထက်ရိုးရိုးအတင်းသားတယောက်အပေါင်းပါအတင်းသား29ယောက်တိုးတဲ့။ဝမ်းသာစရာပေါ့။လို့ပဲမဲ့အားရစရာခြေနဲ့စရာတော့တဲမကောင်းသေးဘူး။ဒီနှစ်အတွင်းမှာအတင်းသားတွေကစူးစမ်းလိုက်ကြမယ်ဆိုရင် အသင်းသားပေါင်း900ထက်တွန်းနေမှာမဟုတ်ဘူးအသင်းမှာအသင်းသား900လောက်ရလာတယ်ဆိုရင်ပဲကျွန်တော်တို့အသင်းရဲ့ငွေရေးကြီးဟာပို့ပြီးတောင်းလာမယ်ငွေရေးကြီးပို့ပြီးတောင်းလာမယ်ဆိုရင်ပဲအသင်းရဲ့ရည်ရွယ်ချက်တွေထိထိရောက်ရောက်ဆောင်ရွက်နိုင်မှာအမှန်ပေါ့ကျွန်တော်တို့နေမှာနေထိုင်ကြတဲ့အသင်းသားတွေကအသင်းသားတိုးပွားငွေရေးကြီးတိုးတောင်းဆောင်ရွက်ပေးမယ်ကိုရင်တို့ကရန်ကုန်ကနေပြီး အသင်းရဲ့ဆောင်ရွက်စရာရှိတဲ့အလုပ်တွေအထမြောက်အောင်ခန္ဓာလောကလစဉ်မှန်မှန်နဲ့စောစောထွက်နိုင်အောင်ကြိုးစားကြစမ်းပါ။နေရလူတွေဟာခန္ဓာလောကမရောက်ရင်အင်မတန်စိတ်ပြတ်တယ်။အသင်းရထုတ်တယ်မဂဇင်းပင်မယ်အခြားမဂဇင်းတွေလိုပဲအချိန်မှန်မှန်ထွက်စီချင်တာပဲဗျ။တကုံတို့မြမအလင်းတို့သူရိယတို့ဟာအချိန်ဘကလောက်မှန်တယ်လေ။တတိုက်နဲ့တတိုက် အရင်ဦးရအောင်လာမကုန်ခင်ရအောင်ထွက်အောင်ကြိုးစားနေကြတယ် အရင်တော့ကတော့တကုံမဂဇင်းဟာလစန်းလို့၈ရက်လောက်ကြာမှ ပေါ်တော်မူတယ်။အခုများအချိန်မှန်လာလိုက်တာလစန်းတရက်ဆိုရင်ရောက်လာပြီ။အဲ့ဒီမဂဇင်းတွေကိုဘယ်ကလေးအားကြစရာကောင်းတယ်လဲ။အချိန်မှန်တာကလောကမှာအောင်မြင်ခြင်းရဲ့ရှိတော်ပြေးပဲဗျို့။ကြိုးစားလိုက်ကြိုးစားလိုက်ဒီလကဏ္ဍလောကကိုမျှော်တာလစန်း၁၀ရက်လောက်ခရေရပဲ။ကိုရင့်စရာစာရတော့လလေလောက်မှထွက်မယ်သိရတယ်။လလေလောက်ကြမ်းမြင်တော့လေ ပေါ်မလာဘူးဒီတော့စိတ်ပြက်မိတပလေကိုတန့်စီကလည်းခန္ဓာလောကမှန်မှန်မထွက်လို့စိတ်ပြက်တဲ့အကြောင်းစားရဆောင်ရတယ်ပေါ်မဲ့ပေါ်တော့လာစမ်း23ရက်နေမှာပေါ်တော့တယ်တော်တော်နောက်ကြသည်ဗျာနော်ရှိလာကြရင်ခက်စောစောကလေးပေါ်လာပါစီလို့ဆုတောင်းတာပဲ။စာပုံနှိပ်တိုက်ကညိုမြရဲ့စာတွေကို ပေါ်လာပါစီလို့ရိုက်နေရတဲ့အတွက်ခန္ဓာလောကအတွက် နောက်ကျတဲ့အကြောင်းသိရတော့လဲစိတ်ကြေသွားတာပါပဲ။မောင်ထင်စီကစောင်းပါးတစ်စောင်းရထားတဲ့ကြားလို့လဲဝမ်းသာသေးတယ်။ဘာစောင်းပါးရဲ့လို့တော့မသိဘူး။မဂဇင်းထဲမှာပါလာမှပဲဖတ်ရတော့မှာပဲ။သူ့ဘုံယုံကဗျာဆိုတာတခါမှမကြားဘူးလို့သူ့စီကိုစာနဲ့လှမ်းပြီးမေးကြည့်တယ်။ညံအောင်နေမှာဘိုတဲကိုဘုံယုံလို့ခေါ်တဲ့ဘိုတဲမှာရေးတဲ့ကဗျာတွေမို့ဘုံယုံကဗျာလို့ခေါ်ရဲဆိုကို မျိုးမြဘီးလက်သွားတဲ့အခါမှာမျိုးမြကိုနှုတ်ဆက်တဲ့စာတန်းကိုဖတ်ရပါပြီ။အဲဒီစာတန်းထဲမှာမျိုးမြအကြောင်းတွေကိုရေးထားလိုက်ကြတာမျိုးမြမှာရစရာမရှိတော့ဘူး။ခွေးမှသာမျိုးမြရတယ်ဗျ။အဝီစီပြန်မျိုးမြရတယ်ဗျ။ဆဲပေးရစီမျိုးမြရတယ်ဗျ။မျိုးမြတစ်ယောက်လုံးပြစ်လိုက်ရတော့တာပဲ။နှုတ်ပေမဲ့ငနေကပြုံးစီစီလုံနေမှမြင်ရောင်သေးရဲ့။ဆဲမနာဆိုမနာလူမျိုးနဲ့တူပါဗျာ။သူတကာကိုလည်းဆဲမှာပဲ သူတကာစိရင်ခံမှာပဲသူတကာစီကနှမကိုလည်းတောင်းမှာပဲသူ့နှမတွေကို တောင်းရင်လည်းမနာဘူးဆိုတဲ့အစားတွေကလည်းတူတယ်အခုလောက်ရှိရင်တီဟိုတီရီလင်ကကျွန်းလောက် ရောက်ရောမယ်ညုံမြတို့အနောက်သွားချိန်နဲ့အနောက်မှာစိရိတ်စစ်ငွေတွေနဲ့ဆိုတော့တဲပြော်စရာကောင်းမှာမဟုတ်ဘူးစစ်မဖြစ်ပါစေနဲ့လို့ဆုတောင်းတာပဲကျွန်တော်ဖြစ်ရင်စစ်ဖြစ်မယ်လေတဲမထင်ဘူးဟိုချင်းချောက်ဒီချင်းချောက် ဟိုတိုင်းပြည်နဲ့မဟာမိတ်ဖွဲ့ဒီတိုင်းပြည်နဲ့မဟာမိတ်ဖွဲ့နဲ့ပဲနိုင်ငံကလေးတွေကိုအေးရမြတိုက်ယူမယ်ထင်တာပဲနိုင်ရစခစ်ရောက်နေပြီဟာကိုစင်စစ်တော်ဗျာအခုလိုစိရိတ်စင့်ငွေတွေတိုးပွားနေတာလားစီးပွားရေးပဲဗျာဒီတိုင်းပြည်ကလည်းကုံရောင်းကုံဝဲမှာထိတ်တန်းကနေခြင်းနဲ့ဟိုတိုင်းပြည်ကလည်းစီးပွားရေးမှာထိတ်တန်းကနေခြင်းနဲ့အဲ့ဒါနဲ့တနိုင်ငံနဲ့တနိုင်ငံကမန်ဆောင်နေကြတော့တာပဲ ။ကဘာကြီးမှာလောဘတရားရင်လွှမ်းမိုးလာတော့လူချင်းနဲ့အရှိန်မတက်နိုင်ဘူး။ဒီတော့ဒုက္ခများကုန်တာပါလေ။အနောက်နိုင်ငံတွေမှာလူချင်းစရာတွေကများ၊ကုန်စရာတွေကများ။လောကစည်းစိမ်တွေကများတော့အဲ့ဒီလိုလူချင်းစရာတွေ၊ကုန်စရာတွေလောကစည်းစိမ်တွေတော့ငွေလိုတယ်။ငွေလိုတော့ငွေရှာရရောရှာရတော့တတိုင်းပြည်နဲ့တတိုင်းပြည်ကအကြံတူကုန်ရောအကြံတူတော့ရန်သူဖြစ်ကုန်တာပါ။ အဲ့ဒီလိုချင်စရာတွေကိုနဲအောင်လုပ်ပေးနိုင်မှာလောဘတရားတွေကလည်းနဲကုန်မှာပဲလောဘတရားတွေနဲကုန်တော့မှစိတ်ရိပ်စိတ်ငွေတွေကလည်းပျောက်ကုန်စရာရှိတယ်။တလောကပြည်ထဲဝင်ကြီးချုပ်ဥပဘေနဲ့တွေ့လို့ထွေရလေးပါစကားပြောကြရမှာ အနောက်တိုင်းသားတွေရဲ့ယဉ်ကျေးခြင်းဆိုတာလိုချင်စရာတွေကို တိုးပွားအောင် လုပ်တာပဲအရှိတိုင်းသူတိုင်းသားတွေရဲ့ယဉ်ကျေးခြင်းဆိုတာကတော့လိုချင်စရာတွေကို နဲနိုင်သမျှနဲအောင် လုပ်တာပဲလို့ပြောတာကိုမှတ်လိုက်ရတယ်။ဗုဒ္ဓဘာသာတရားတော်အတိုင်းဆိုရင်လေလူကျင်နာတွေကိုနဲနိုင်သမျှနဲအောင်ပြုလုပ်ရတာပဲ။ဒီတော့မှစိတ်ချမ်းသာမှာလို့မဟုတ်ပဲလူကျင်စရာတွေကို များသထက်များအောင်လုပ်လေ။စိတ်ထဲမှာလူကျင်တဲ့ဆန္ဒကြီးမားလာလေ။လူကျင်တဲ့ဆန္ဒကြီးမားလာလေစိတ်ညစ်ရလေပဲ။ကျွန်တော်တို့မြန်မာပြည်မှာလေအနောက်နိုင်ငံနဲ့ဆက်သွယ်လာတာကြာပြီမို့ လိုချင်စရာတွေကတနည်းတခြားတိုးပွားနေတော့တယ်။အနောက်နိုင်ငံလောက်တော့မများသေးဘူးပေါ့။နှုတ်ပဲမဲ့တနည်းကြရင်တော့များလာမှာအမှန်ပါပဲ။လိုချင်တာတွေများလာလေ။အဲ့ဒါတွေကိုရအောင်ငွေများများရှာရလေပဲ။ငွေများများရှာရလေစိတ်ဆင်းရဲရလေပဲ။အခုမော်တော်ကားခေကြီးထဲမှာမော်တော်ကားစီးနိုင်တဲ့လူတစ်ယောက်ကမော်တော်ကားစီးသွားတာကိုမြင်ရင် မော်တော်ကားမစီးနိုင်တဲ့လူကမော်တော်ကားကိုစီးကျင်လာတယ်။ ဒီတော့မော်တော်ကားစီးနိုင်ရအောင်အလုပ်ကိုပို့ပြီးလုပ်ရတယ်။မော်တော်ကားစီးနိုင်တဲ့လူကလည်းမော်တော်ကားစီးနိုင်အောင် သူတကာထပ်ပို့ပြီးငွေကိုရှာရတယ်။သူတကာထပ်ပို့ပြီးတော့စိတ်ဆင်းရဲရတာပေါ့။အစကလေးကမော်တော်ကားမပေါ်လာဘူးဆိုရင်လည်းအကောင်သာ။ဘယ်သူမှလည်းမော်တော်ကားကိုမစီးခြင်းခက်အေးအေးခက်ပျော်ပျော်ကလေးနေကြမှာအမှန်ပဲ။ဒါကြောင့်ကြီးတော်သူကြီးတော်သားတွေခစ်ဆန်လာကြတာကိုကျွန်တော်ဖြင့်တင်မကြိုက်ချင်ဘူး။ သူတို့ခစ်ဆန်လာကြလေစိတ်ဆင်းရဲရလေပဲလို့ထင်တယ်ဗျာမဟုတ်ဘူးဗျို့ဘွားဘွားဒီလိုရေးလို့တော်ပါမလားခစ်ကိုနောက်ပြန်ဆွဲနေတဲ့လူလို့ဆိုမအောင်ဆိုးရတယ်အခုကာလအယူတိုင်းဆိုရင်တော့လူတွေကခန်းခန်းနာနာနေထိုင်ကြပြီလောကစည်းစိမ်ခံစားနိုင်တာကိုပဲယဉ်ကျေးခြင်းရဲ့လို့ဆိုနေတော့ကျွန်တော်ပြောတာလည်းကွာကြနေတယ်ဟာမဟုတ်သေးပါဘူးဗျာကျွန်တော်လဲရောင်မီရောင်ရီကိုအိမ်ငိုင်ငိုင်နဲ့ရင်းမိတယ်ထင်ပါရဲ့ တနေ့တော့ရွှေဘူအနောက်ဘက်ခုနှစ်မိုင်လောက်အကွာမှာရှိတဲ့တီးလုံးရွာကိုရောက်သွားတယ်။အခုကာလမှာတော့တလုံးရွာလို့ခေါ်ကြတယ်။အဲ့ဒီရွာကအင်ဂျီ300လောက်ရှိတဲ့ဗျ။တော်တော်ကြီးတဲ့ရွာပါပဲ။အဲ့ဒီရွာမှာအင်မတန်ကြော်ကြားတဲ့တီးလုံးစရာတော့ဖျားဘာကီးအတွက်ထင်ရှားတာပါပဲ။ရွှေကျင်ခိုင်းကိုစတင်တည်ထောင်တော်မူတဲ့ပထမရွှေကျင်စရာတော်ကြီးဟာတီးလုံးစရာတော်ဖျားကြီးရဲ့တပည့်ရင်ပေါ့။ တပ်ပန်းစီရတော်ကြီးကလည်းတီးလုံးစီရတော်ကြီးရဲ့တပည့်ပါပဲမင်းလုံးမင်းတရားကြီးနဲ့တီပေါ်မင်းတရားတို့လက်ထက်မှာကြော်ကြားတဲ့စီရတော်ကြီးတွေထဲမှာတီးလုံးစီရတော်ဖရာကြီးရဲ့တပည့်တော်တော်များသည်ဗျစာလဲအင်မတန်တက်အကျင့်လဲအင်မတန်ကောင်းတဲ့ပုံကိုကြီးဆိုကိုတကရေ1148ခုနှစ်မှာဖွားမြင်ပြီး1222ခုနှစ်မှာပြန်လွန်တော်မူတဲ့ဆရာတော်ဘုရားကြီးပြုစုတော်မူခဲ့တဲ့ကျမ်းတွေလည်းအများကြီးပဲ ဆရာတော်ဘုရားကြီးပြန်လွန်တော်မူတော့ဆရာတော်ဘုရားရဲ့အယိုးအိုးကိုရွာအရှိတ်ဘက်မှာဘုရားတည်ထားတယ်။အဲ့ဒီဘုရားမင်းတို့မင်းဘုရားကြီးရဲ့ကောင်းမှုလို့ဆိုတယ်။အထက်မှာနေနေရတာရာဇဝင် စာပေမှာထင်ရှားတဲ့နေရာတွေကိုရောက်ဖူးတာအမျက်ပဲပြို့။အထက်မှာတော့အခုတလော အတော်ကလေးမိုးမှန်နေပြန်ပြီ။အေးရဝတီမြစ်ချင်းတွင်းမြစ်ကမ်းမှာရှိကြတဲ့နေရီမြို့တွေတော့ရေရှမ်းကုန်ကြတော့တာပဲ။ အောက်စီမှာလည်းရေကြီးလို့လယ်သမားတွေအတော်ဒုက္ခရောက်ကြတယ်လို့ကြားရတယ်။တော်ကြအောင်ဆိုချမ်းသာပါစေဗျာ။မောင်လူအေးကန္နလောကတွဲ25အမှတ်186စက်တင်ဘာ1939ခုနှစ်